ောင်တွေတည်းပြိုဆင်းသွားခဲ့ရတော့ညကညအတိုင်းဒါပေမဲ့သူတို့ကတော့ညကို ခွဲထုတ်တော့မယ်ညတွေအတုလုပ်ဖို့ပြင်ဆင်ကြပြီတောကတခုကတ်လာပြီဆိုတာနဲ့ရုံမားစိတ်တွေက ကိုထူကိုထပဲမက်လာကြတယ်ချွေရင်းချက်တခုကိုအခြားတခုက ခြေဖြတ်ပေးနိုင်ဖို့ကြပြကြရလွတ်လန်းရှာကြတယ်မျောလင့်ချက်တွေကယုံမားစိတ်တွေစီအာကိုတကြီးပြုံဆင်းသွားတဲ့အခါဘေးထွက်ဆိုးကျိုးတွေရဲ့အယောင်တောက်ပေါက်မှုကတော့ ဟဲ့မကြတဲ့မင်းပေါ်ဝမ်းနည်းကိုပြိုကြလာလို့လို့ဂျစ်စီမိမကြီးကပြောဖက်ကတ်ထဲကရေတွေလှိုက်လှိုက်တဲတဲထခုံနေရေဆက်တချို့ကဟရုရဲ့လက်ပေါ်ကိုလွန့်စင်ကြတဲ့အခါအနည်းရောအဖြစ်ပြောင်းသွားတယ်ဟရုတိတ်ကိုတုံ့လုသွားတာပေါ့တုံတုံလှုပ်လှုပ်နဲ့သူ အင်ပြန်လာခဲ့တယ် ဒီစကားဒီအဖြစ်ပြက်တွေကသူ့အုံနောက်ကိုအလုံးမလုတ်စေတော့ဘဲငေးငိုင်လို့သာအချိန်တွေကိုရွေးစေတယ်။တပတ်တာကြာသွားပြီဟရုကိုဘသူမှဖြောင်းဖြားလို့မရအလုတ်ပြက်အစာပြက်ငိုင်တွင် secret တွေပဲရှိုက်နေတော့တယ်။ဆယ်ရက်ပြည့်မြောက်နေမှာဟရုဟာသူ့အမှုကိစ္စစတင်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်တယ်။အိမ်သားတွေကိုလည်းသူ့ကိုဝိုင်းကူဖို့စော်ဩတယ်။အစီရင်တစ်ခုအတွက် သူတို့စီစဉ်ကြပြီနေလိုက်ကာကအဖြူဆိုရင်ညလိုက်ကာက အမဲပေါ့အဆောင်ရောင်တွေနဲ့ပြည့်စုံတာထက်ပိုတဲ့လူချမ်းသာစည်ရင်ဝင်ဟရူဟာသူ့အင်ကြီးတစ်ခုလုံးကိုအမှောင်ချလိုက်တယ်တင်းကျက်တဲ့လိုက်နာမှုတွေကိုချမှတ်တယ်မိအလင်းရောင်လုံးဝအသုံးမပြုရအိမ်အပြင်အဝင်အထွက်မလုပ်ရအဖြူရောင်ပါတဲ့ဘဲအရာကိုမှအသုံးမပြုရဖြူရောင်မှ ဂျုံမုတ်ကော်မုတ်တွေတောင် လုံးဝမမြင်ရအောင်အိမ်မာတောင်မရှိစေရဆိုတဲ့အကုံစွန့်ပစ်ခိုင်းနေအနက်ရောင်လိုက်ကာစားအထုကြီးတွေကအိမ်ကြီးတစ်ခုလုံးကိုပိတ်လောင်ထားတယ်။အိမ်ထဲကိုနေပြောက်တစ်စက်မကျအောင်ကို အကာအကွယ်မျိုးစုံနဲ့ဖုံးပိတ်ထားတယ်။အနက်ရောင်ပိတ်စရတွေနဲ့ပဲအခန်းတွေအခန်းတွေကန့်ထားတယ်။သူတို့ကိုယ်တိုင်လည်းအနက်ရောင်တွေကိုလုံးပြည့်ဝတ်ဆင်ကြတယ်။ အစားအသောက်တွေအဲ့ဒီရက်ပိုင်းမှာအသေးအနှံတွေသာစားကြဖို့ပြင်ဆင်ထားတယ်။အရေးကြီးတာကအလင်းရောင်လုံးဝမတုံးရ။အဖြူရောင်အလင်းမတုံးရဆိုပေမဲ့သူတို့တောတောလာလာက အလင်းရှိမှဖြစ်မှာလေ။ဂျစ်စီမကြီးကဆိုထားတယ်။မှောင်နိုင်သမျှအကောင်းဆုံးရလက်ထွက်မယ်တဲ့။ဒီတော့ဟာရူရဲ့အိမ်မှာအခိုင်းအစေတာဝန်ခံတွေဆိုတာကလည်းနည်းမှမနည်းတာ။ အဲ့ဒီမှာဟရုကကြံစီတယ်အလင်းရောင်အသုံးပြုဖို့အတွက်ပြဿနာကို သူ့အင်ဂျီတွေအားလုံးရဲ့သွားတွေကိုအလင်းတက်များတဲ့အနီရောင်ဆေးမှုတ်လူးစေပြီးဟရုရဲ့အခန်းတိုင်းအခန်းတိုင်းတပည့်အကွာစီမှာထိုင်တယောက်ထတယောက်ပါဇက်သွားဖြစ်စီလို့နေခိုင်းနေ၅ရောက်မြောက်တိုင်းမှာသူတို့တွေရဲ့မျက်နှာပြင်ကြီးတစ်ခုလုံးကို အနီရောင်ဆေးမှုတ်လူးထစေပြန်နေညတွေကိုခွဲထုတ်တော့မယ် သူတို့အတွက်အနေထားအားလုံးအဆင်သင့်ဖြစ်ပြီးဆိုတော့တုံညနိုင်ကိုစတင်တတ်မှတ်ပြီးညအမောင်အတွက်အခန်းပေါင်း24ခန်း6နိုင်တခါအခန်းအခုအပြောင်းလုပ်မယ်ဆိုလိုတာက6နိုင်ပြည်တာနဲ့တညကူးသွားပြီဆိုတဲ့သဘောပေါ့ဒီလို6နိုင်တညနှုံးနဲ့24ခန်းပြည့်တဲ့အထိနိုင်ပေါင်း144နိုင်6ရက်လုံးလုံးအလင်းဆိုတာကို မထိမတွေ့မပြောမိအောင်ကာကွယ်ရင်ဟရုကညရီကိုကူးမယ်။ဂျန်နဲ့မိသားစုဝင်တွေကတော့ကိုယ့်အခန်းထဲမှာပဲအမှောင်ထဲနေရင်ရပြီ။အခန်းအကူပြောင်းလို့ဆရာမလို့တဲ့။ဟရုက Gypsy မကြီးရဲ့အစီအစဉ်တွေကို လိုက်နိုင်ရင်အမှောင်နေအမှောင်ညရီတွေသူ့လိုချင်တဲ့ယုံကြည်မျှော်လင့်ခြင်းတွေထည့်ပြီးကူးပြောင်းနေတယ်။ ဒီ6ရက်တာကာလအတွင်းသူဟာတယောက်တည်းတိတ်တဆိတ်နေရမယ်ဘသူနဲ့မှစကားမပြောရ9ရက်ပြည့်တဲ့နေ့မှာပဲဟရုစိတ်တဲ့ပေါ်ပါလာတယ်လို့ပဲတရက်ပဲကြံတော့တယ်သူဟာပျော်ရွှင်ခြင်းနေပြီဒီ6ရက်တာပြည့်သွားပြီဆိုရင်တော့သူ့အတွက်ဝမ်းနေခြင်းတွေရောက်မလာနိုင်တော့ဘူးလေ144နာရီပြည့်နာရီအချက်ပေးတဲ့အပြင်စိတ်တွေပေါ်ပါပျော်ရွှင်သွားမယ်လို့ထင်နေတဲ့ဟရု ဖရိုးဟာသူ့သွန်းခဲ့တဲ့အမောင်းတွေကိုစိတ်ရှိလက်ရှိအော်ဟစ်ဆုပ်ပြဲနေတယ်။တွတ်တွက်ခါအောင်လှုပ်ရမ်းမြည်တွင်းရင်စောက်တရမရဟိုဒီပြေးလွှားနေတယ်။အမောင်းတွေတဲ့ပြူစင်းခဲ့တဲ့နေ့ညတွေဟာဖရိုးအတွက်ဘာတွေကြံခဲ့လဲ။ဂျစ်ဆီမကြီးကိုလည်းချိန်ဆနေခဲ့ပြီ။ရုံမားစိတ်တွေလွန်ကဲသွားတဲ့အခါ144နာရီပြည့် တအိမ်လုံးမှရှိတဲ့နိုင်ရဲ့အချက်ပေးတံတွေမိတွန်နေအစီအရင်တွေပြီးဆုံးချောင်းကိုပေါ့ဒီခါမှာအားလုံးဟာလှုပ်ရှားတက်ဝင်လာကြပြီးဟာရုစီအပြေးလွှားရောက်လာကြတယ်ပြီးတော့စကားဆိုကြတယ်အဲ့ဒီမှာဟာရုဟာရှိုက်ကြီးတမုံနဲ့တွန်ကြလာတဲ့မြိတ်တွေကြားသူပွတ်ဖက်ထားတဲ့သူ့ဇနီးတွေကိုယူကျုံးမရလှုပ်ရမ်းနေခဲ့တယ်သူတိတ်ချရတဲ့သူ့ဇနီးတွေက အမှောင်ကြောက်ယောဂါကြောင့်လွန်ခဲ့တဲ့၃ရက်ကတည်ဆုံသွားခဲ့ပြီးကြောင်းကိုဟရူးသိလိုက်ရတယ်။